အနာသိမ့်မှုကြောင့်ဈေးကွက်ပြတ်တဲ့အထိဖြစ်ခဲ့တဲ့အေယာဝတီတိုင်းပသိမ်မြို့ကပသိမ်ထီဈေးကွက်ဟာအခု2025ခုနှစ်ကစပြီးပြန်လည်အယောင်းဝယ်သွက်နေကဒီပဈေးကွက်ကပါဝယ်ယူမှုတွေရှိလာတယ်လို့ပသိမ်ထီလုပ်ငန်းရှင်တွေစီကသိရပါတယ်။ပသိမ်ထီကိုအလှဆောင် site တွေအပြင်ဟိုတယ်အလှဆင်မှုနဲ့ကမ်းခြေသုံးထီတွေအထိထောက်လုပ်ရောင်းချနေတဲ့အတွက်ပြည်တွင်းဈေးကွက်အပြင်ဒီပဈေးကွက်တွေကပါဝယ်ယူနေပြီးရန်ကုန်ကနေတဆင့် ပြည်ပနိုင်ငံတွေကိုစနစ်တကျတင်ပို့ရောင်းချနေတယ်လို့ဆိုပါတယ်။ပတိုင်ထီးကိုပြည်ပနိုင်ငံတွေဖြစ်တဲ့တရုတ်၊ထိုင်းနဲ့ရုရှားဘက်ကဝယ်ယူတာများပြီး2029ခုနှစ်မတိုင်မီကာလကိုမမိသေးပေမဲ့၄နှစ်နီးပါးလောက်ကဝယ်လည်းမရှိပဲဈေးကွက်ပြတ်တဲ့အထိဖြစ်ခဲ့တယ်လို့ပတိုင်မျိုးကံပတိုင်ထီးလုပ်ငန်းရှင်တယောက်ကပြောပါရရှင်။ စကိုင်းတိုင်းစကိုင်းတတားရဲ့မန္တလေးဘက်ချမ်းမှာလမ်းကြီးမကောက်တော့ပေမဲ့စကိုင်းရွှေဘိုကြားမှာတော့လမ်းကြီးတွေအဆမတန်ကောက်ခံနေဆဲဖြစ်တယ်လို့ရေမောင်းတွေစီကသိရပါတယ်။စကိုင်းနဲ့ရွှေဘိုကြားမှာချင်းချောက်စစ်ဆေးတာအပြင်လမ်းကြီးကောက်တာတွေရှိနေဆဲဖြစ်ပြီးမန္တလေးဘက်ချမ်းမှာတော့လုံးဝမပေးရတော့ဘူးလို့ကုန်တယ်လုပ်ငန်းရှင်တယောက်ကပြောပါတယ်။မိုးရွာလန်းခွဲက အုံတို့ရွာဂိတ်စားတော်ဂိတ်ရွာသားကြီးဂိတ်လှတော်ဂိတ်နဲ့ ရွှေဘိုအဝင်စစ်တပ်ဂိတ်တွေမှာကုန်ကားတစည်းကို2သိန်းကနေ3သိန်းအထိပေးနေရတယ်လို့ဆိုပါတယ်။မန္တလေးဘက်ခြမ်းကဂိတ်တွေမှာလမ်းကြီးအဆမတန်ကောက်ခံမှုကိုတိတိယယောက်အေးအေးယူလိုက်တဲ့အတွက်မန္တလေးမြစ်ကြီးနားလမ်းကြောင်းအတွက်ငွေ70သိန်းလောက်တက်တာသွားပေမဲ့စကိုင်းနဲ့ရွှေဘိုကြားကအဆမတန်ပေးနေရတဲ့ဂိတ်တွေကိုလည်းတိတိယယောက်အေးအေးယူပေးစေလိုတယ်လို့ကုန်တယ်နဲ့ရေမောင်းတွေကပြောပါတယ်ရှင်။ ရှမ်းပြည်နယ်မြောက်ပိုင်းလာရှုံမြို့ကဌာနဆိုင်ရာတွေမှာပြန်လည်ခန့်ထားတဲ့ CDM ဝန်ထမ်းတွေကိုတရုတ်ဘာသာစကားတက်မြောက်ရမယ်ဆိုတဲ့ကန့်သတ်ချက်မထားရှိဘူးလို့လာရှုံမြို့အုပ်ချုပ်ရေးအဖွဲ့အစည်းကတီးရပါတယ်။ လာရှုံမြို့ကိုပုံမှန်အတိုင်းပြန်လည်လည်ပတ်နိုင်ဖို့အတွက်ပညာရေးကျန်းမာရေးနဲ့အုပ်ချုပ်ရေးဌာနအသီးသီးမှကိုကန့်စကားတရုတ်စကားနဲ့မြန်မာစကားပြောနိုင်တဲ့ CDM ဝန်ထမ်းတွေကိုပြန်လည်ခန့်အပ်ထားပြီးဘာသာပြန်တွေနဲ့အလုပ်လုပ်ကိုင်နိုင်ဖို့လှုံ့ဆော်ထားတယ်လို့လာရှုံမြို့အုပ်ချုပ်ရေးအဖွဲ့ရဲ့တာဝန်ရှိသူတယောက်ကပြောပါတယ်လာရှုံမျိုးကရုံနဲ့မှာနန်း CDM ဝန်ထမ်းတွေကိုပြန်လည်ခန့်အပ်တယ်ဆိုတဲ့သတင်းတွေထွက်နေတာဟာ ရုံတစ်ခုနဲ့တစ်ခုခန့်ထားရမတူနိုင်ပဲပြည်သူလူထုနဲ့အထီးတွေ့များတဲ့ရက်ွက်ယုံတွေမှာပြန်လဲခက်အပ်တာတွေရှိနိုင်တယ်လို့ဆိုပါတယ်ကိုကန့်တက် MNDAA အနေနဲ့လာရှုမျိုးကိုတင်ပိုက်ပြီးတဲ့နောက် CDM ဝန်ထမ်းတွေကိုသက်ဆိုင်ရာဌာနအလိုက်ပြန်လဲခန့်အပ်ခဲ့ပြီးပြည်သူအုပ်ချုပ်ရေးနဲ့ဝန်ဆောင်မှုလုပ်ငန်းတွေကိုပြန်လဲဆောင်ရွက်ခဲ့တဲ့အတွက်လက်ရှိမှာပုံမှန်အတိုင်းလဲပတ်နေပြီဖြစ်ပါတယ်ရှင် ဆက်နတန်းဆာမပွဲကာလမှာမီးမှန်အောင်လုပ်ဖို့စစ်ကောင်စီရဲ့ထုတ်ပြန်ချက်တွေ ရှိနေပေမဲ့ညွန်ကြားပေမဲ့မီးပိုပြတ်နေတယ်လို့ရန်ကုန်မြို့ကန်တွေထံကသိရပါဗမလာရှီယန်ကနေပြည်တော်မှာပြုလုပ်တဲ့စစ်ကောင်စီရဲ့အစည်းအဝေးမှာ တက္ကသိုလ်ဆာမွေဖြေဆိုချိန်ဓာတ်အားဆင်ဆက်မပြတ်ရရှိဖို့လိုအပ်တာကြောင့်ပြင်ဆင်ဆောင်ရွက်ဖို့စစ်ကောင်စီရဲ့လျှက်စစ်နက်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးတင်အောင်ဆန်းကပြောဆိုခဲ့ပြီးနောက်ရန်ကုန်မှာမိဖို့ပြတ်နေတယ်လို့ရန်ကုန်မြို့ကန်တွေကပြောပါတယ်တက္ကသိုလ်ဝင်ဆန်တန်ဆာမွေကို မလ၁၈ရက်နေ့မှာ စတင်ဖြည့်ဆို့ရတော့မှာဖြစ်ပြီးတချို့မြို့နယ်တွေမှာတရက်ကို၄နာရီလောက်သာမိအားရှိပြီးမိအချိန်မှာလည်းမိအားမပြည့်တာတွေကြောင့်စာကြက်ရမှအခက်တွေ့နေကြတယ်လို့ကျောင်းသားကျောင်းသူတွေကပြောပါတယ်။2025ခုနှစ်တက္ကသိုလ်ဝင်ဆာမေပွဲနဲ့တက္ကသိုလ်ဆာမေပွဲတို့ကို မလ18ရက်ကနေ22ရက်အတွင်း ပဲ့ရမရှိဖြေဆိုရမှာဖြစ်ပြီးအခုနှစ်မှာတနိုင်ငံလုံးအတိုက်အတာနဲ့ဖြေဆိုဖို့စီရင်ပေးထားသူနှစ်သိန်းကျော်ရှိနေပါတယ်ရှင်။ချောက်ဖြန့် online ငွေလိမ်ခိုင်းကောင်းဆောင်နေဆုံး6ရောက်ကိုဖမ်းမိထားပြီးလက်တလောရှောက်ဖွေတွေ့ရှိထားတဲ့ချောက်ဖြန့်ဝန်ထမ်း9000ကျော်ကိုထိတ်သိမ်းထားတယ်လို့ BGF နေကြာဆောင်တပ်ဒုပုံမှူးကြီးနိုင်မောင်စောကပြောပါရယ် ကရင်ပြည်နယ်မြောက်ပြည်မြို့ကကြားဖြတ်အွန်လိုင်းငွေလိမ်ခိုင်းတွေကိုအထူးတပ်ဖွဲ့ဖွဲ့စည်းနှိမ်နှင်းခဲ့တဲ့တလပြည့်တဲ့မလ12ရက်မှာကရင်နယ်ကြားစောက်တပ် PGF ကသတင်းစာရှင်းလင်းပွဲတရက်ကိုရွှေကုတ်ကိုမြို့မှာကျင်းပခဲ့ပါတယ်အဲ့ဒီသတင်းစာရှင်းလင်းပွဲမှာ BGF နေကြာဆောင်တက်ဒုဗိုလ်မှူးကြီးနိုင်မောင်ဇော်ကပြောကြားလိုက်တာပါ။မြောက်ရီကကြားဖြန့်ကိုင်းတွေကိုနှိမ့်နှင်းတဲ့အနေနဲ့ဖေဖော်ဝါရီလ9ရက်မှာထိုင်းနိုင်ငံကမြောက်ရီကို ပေးနေတဲ့လျှက်စစ်ပြီးလောင်စာဆီနဲ့အင်တာနက်ဖြတ်ပစ်ခဲ့ပါတယ်။ ဒီနောက် BGF နေကြားဆောင်တက်ကလည်းဖေဖော်ဝါရီ၁၂ရက်မှာကြားဖြတ်နေနေရေးကော်မတီဖွဲ့စည်းပြီးကြားဖြတ်နေနေရေးလှုပ်ဆောင်ခဲ့တာအခုဆို တလားပြည့်ပြီဖြစ်ပါတယ်ဒီခရက်တလအတွင်ကြားဖြတ်မှာခိုင်းစေခံနေရတဲ့ထောင်နဲ့ချီတဲ့နိုင်ငံသားတွေကိုထိုင်းနိုင်ငံဘက်ပြန်လွှဲပေးခဲ့ပြီးသက်ဆိုင်ရာနိုင်ငံတွေကနေလေရင်တွေနဲ့လာရောက်ခုံယူနေပါတယ်ရှင်။ မတ်ပဲအခွန်လွတ်တင်သွင်းခွင့်ကိုအိန္ဒိယအစိုးရက2026ခုနှစ်မလ31ရက်နေ့တနည်းသက်တမ်းထပ်မံတွန်းမြင့်ကြောင်းမလ10ရက်ကကြေညာချက်ထုတ်ပြန်ပါတယ်အဲ့ဒီကြညာချက်ထွက်ပေါ်ပြီးပြည်တွင်းဈေးကွက်မှာအတက်ကြမငြိမ်ဖြစ်နေတဲ့မတ်ပဲဈေးကပြန်တက်ရိပ်ပြလာပြီးတံတန်ကိုကျပ်သိန်း30အထက်ကို ပြန်မြင့်တက်လာပါတယ်။ရန်ကုန်ပြည်နာကုန်စည်တိုင်းမှာမလ10ရက်ကမတ်ပဲ FAQRC အမျိုးအစားတံတန်ကို 29သိန်း9500ရှိခဲ့တဲ့ဈေးနှုန်းကမလ17ရက်နေ့မှာ7သိန်း34,200အထိမြင့်တက်လာတာပါတရက်အတွင်းမပယ်တန်ကို7,500ဝန်းကျင်မြင့်တက်လာတာဖြစ်ပါတယ်အိန္ဒိယကပယ်စင်ငုံလွတ်လပ်စွာတင်သွင်းခွင့်ပြုတဲ့ကာလကိုလည်း2026ခုနှစ်မလကုန်အထိသက်တမ်းတစ်နှစ်ထပ်တုံးမြင့်ထားကြောင်းပြီးခဲ့တဲ့ဇန်နဝါရီလအတွင်းကကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်ဒါ့အပြင်မြန်မာအိန္ဒိယနားလည်မှုစာချုပ် MOU အရာ မြန်မာနိုင်ငံဟာ2025-2026ဘဏ္ဍာနှစ်အထိအိန္ဒိယနိုင်ငံကိုမက်ပဲတန်ချိန်2သိန်းခွဲနဲ့ပဲစင်ကုန်တန်ချိန်3သိန်းကိုနှစ်စဉ်တင်ပို့ခွင့်ရရှိထားတာဖြစ်ပါတယ်။အဆိုပါ MOU သက်တမ်းကုန်ဆုံးမဲ့2026ခုနှစ်ကစပြီးလဲတစ်နှစ်ကိုမက်ပဲတန်ချိန်5သိန်းနဲ့ပဲစင်ကုန်2သိန်းထိနှစ်ဆတိုးမြင့်တင်ပို့နိုင်ဖို့ကိုလည်းထက်မှန်ရေးထိုးမဲ့ MOU မှာထက်သွင်းချုပ်ဆိုဖို့စီစဉ်ထားတယ်လို့သိရပါတယ်ရှင်။ ကချင်ပြည်နယ်ပူတာအိုခရိုင်ခေါလန်ဖူးမြို့နယ်ထက်ကဒေသခံတွေလောက်ကိုက်နေတဲ့လန်ဆယ်ရွှေမော်ကိုခရိုင်ရဲ့တပ်ဖွဲ့ကစစ်သားတွေရောက်လာပြီးယာယီတဲတွေနဲ့စက်ပစ္စည်းတွေကိုမိရှို့ဖျက်ဆီးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။လန်ဆယ်ဒေသကိုတပ်ပေါင်းစုတွေကတိုက်ပိုက်ပြီးတဲ့နောက်မှာ ခရီးကရွှေမော်တွေအကုန်လုံးကိုပိတ်လိုက်ပြီးစက်ရန်တရားတွေကိုရွှေဖို့ပြောဆိုခဲ့တာရှိပေမဲ့စက်တွေကိုဘယ်သူမှမရွှေကြပဲဒီအတိုင်းထားခဲ့တာကြောင့်ပြည်လဲသွားကြည့်တဲ့အချိန်မှာမိရှုခံလိုက်ရတာတွေ့ရပြီးတရကျော်တမိုးရှိတဲ့စက်တွေဆုံးရှုံးသွားတယ်လို့မိရှုခရရသူနဲ့နေဆက်သူတယောက်ကပြောပါတယ်လက်ဆက်ဒေသကို KIA နဲ့တပ်ပေါင်းစုတွေထိ ंछ ုပ်ထားပြီးတဲ့နောက်မှာဝါကုမ္ပဏီနဲ့ KIA တို့ပူးပေါင်းပြီးတော့ ရွှေတူးဖို့အစီအစဉ်နေပေမဲ့ဒေသခံတွေကကန့်ကွက်မှုတွေရှိနေတယ်လို့လည်းခရိုင်ဝင်းနဲ့နီဆက်သူကပြောပါတယ်။လမ်းဆက်ဒေသမှာနေထိုင်တဲ့ဒေသခံတွေဟာမိသားစုအလိုက်နေရာတောတောင်တွေတတ်မှတ်ပြီးဘိုးဘွားပိုင်ဖြစ်ပိုင်ဆိုင်ခဲ့ကြသလိုတပ်ပေါင်းစုဘက်ကမသိမ့်ပိုက်ခင်အထိခေါလံဖူးထာနေပြည်သူစစ်တပ်ဖွဲ့ကထိန်းချုပ်ထားခဲ့တဲ့ဒေသတစ်ခုလည်းဖြစ်ပါတယ်။ လန်ဆက်ဒေတာမှာကချင်မျိုးနယ်စုထဲကရဝံလူမျိုးစုနဲ့လူစုလူမျိုးစုတွေအဓိကနေထိုင်ကြပြီးတပိုင်တနိုင်ရွှေတူးဖို့တဲ့အလုပ်ကိုလုပ်ကိုင်နေကြတာလည်းဖြစ်ပါရဲ့ရှင်ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်မှာစစ်ကောင်စီက drone ဘုံးတွေကိုအသုံးပြုပြီးအရက်သားကျေးရွာတွေကိုဘုံးကျဲတိုက်ခိုက်တဲ့အတွက်ကျေးရွာတွေဟာဇက်တိုက်ဆိုသလိုမိလောင်မှုတွေရှိလာတယ်လို့ဒေသခံတွေကပြောပါတယ်။ မလဆယ်ရနေ့ကကြောက်ဖြူမြို့နယ်အထက်ကကတ်တပြေကျေးရွာကိုဒရုန်းနဲ့ပုံကျဲတက်ခိုက်ခဲ့လို့ကျေးရွာသားတဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနေအိမ်၂၀ထက်မနည်းမိလောင်ပျက်စီးခဲ့တယ်လို့ကြောက်ဖြူဒေသခံတယောက်က ပြောပါတယ်ဒီနေ့တည်းမှာပဲကြောက်ဖြူမြို့နယ်ထဲကစနဲဆေးုံကိုအသေးခံဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ဆေးုံခွဲကန်းတွေမှာထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်လို့သိရပါဗျ။ စစ်ကောင်စီဟာကြောက်ဖြူတိုက်ပွဲမှာဒညဝရီရဲတပ်ဌာနချုပ်ကနေဒရုန်းတွေနဲ့ခြေရွာတွေကိုဗုံးကျဲတက်ခိုက်နေတာကြောင့်မလအတွင်ခြေရွာ300အထိမိလောက်ခဲ့ပြီးနေအိမ်200ကျော်အထိမိလောက်ပျက်စီးခဲ့တယ်လို့နောက်ထပ်ကြောက်ဖြူဒေသခံတယောက်ကပြောပါတယ်ကျောက်ပြမျိုးနယ်မှာဖေဖော်ဝါရီလ20ရက်နောက်ပိုင်းကလေးကစစ်ကောင်စီနဲ့အာရခတပ်တော် AA တို့အကြားနှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေကြတာဖြစ်ပြီးစစ်ကောင်စီကဒရုန်းကိုအဓိက သုံးပြီးခုခံတိုက်ခိုက်လာတာလည်းဖြစ်ပါရဲ့ရှင်။ စစ်မှုထံအပတ်စဉ်တည်တွယ်စုဆောင်ခံရတဲ့တပ်သား၂ယောက်ဟာရှေ့တန်းတိုက်ပွဲကနေထွက်ပြေးလာပြီးဘက်ပြောင်ခိုးလုံလာတယ်လို့တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပကဖကမလ၁၇ရက်နေ့မှာထုတ်ပြန်ထားပါတယ်တနင်္သာရီမောရအောင်ကာလန်ပိုင်းရှိ သိခွန်းတိုက်ပွဲရဲ့ရှေ့တန်းစစ်မြေပြင်ကနေထွက်ပြေးလာတဲ့တပ်သားနှစ်ယောက်ဟာ ဖေဖော်ဝါရီလ12ရက်ကလာရောက်ခိုးလုံခဲ့တာလို့ဆိုပါတယ် သူတို့နှစ်ယောက်ဟာ ARD တိုင်းနဲ့ရှမ်းပြည်နယ်တို့ကဖြစ်ပြီးတယောက်မှာစစ်မှုထမ်းပဲပေါက်လို့ဝင်လာရပြီးနောက်တယောက်ကတော့အလောက်ကနေအိမ်အပြန်လမ်းမှာ အတင်းအဓမ္မစုဆောင်ခံလိုက်ရတာလို့တနင်္သာရီမြို့နယ်ပါကဖားရဲ့ဒုတာဝန်ကတယောက်ကပြောပါတယ်အဲ့ဒီလိုစစ်သားစုဆောင်ခံရပြီးတဲ့နောက်စစ်တပ်6လတက်ခဲ့ရပြီးထွက်ပြေးဖို့စိတ်ထဲအမြဲရှိနေတာကြောင့်ရှစ်ရန်ရောက်တာနဲ့ထွက်ပြေးလာခဲ့တာလို့လဲဆိုပါတယ် အပတ်စဉ်တစ်သင်တန်း6လတာသင်ကြားခဲ့ရပြီးနောက်ပလောမြို့ခြေဆိုင်ခမရ285တရင်ကိုပို့ဆောင်ခရကအဲ့ဒီနောက်တနင်္သာရီမြို့နယ်ကတိတ်ခွန်းတိုက်ပွဲကိုစစ်ကူအနေနဲ့ပို့ဆောင်ခရတယ်လို့ပြောပါတယ်ပြီးခဲ့တဲ့မလ6ရက်နေ့ကလည်းမြိတ်မြို့ရွှေဒူးစစ်တနန်းကျောင်းမှာစစ်မှုတန်းစုဆောင်ခံရတဲ့သူတွေထဲကအမျိုးသား16ယောက်ထွက်ပြေးလာတယ်လို့သိရပါတယ်ရှင်။ မြန်မာစစ်အုပ်စုကအတင်းကျပ်ဖြစ်အားပေးကျင်းပဖို့ပြင်ဆင်နေတဲ့အတုရောင်ရွေးကောက်ပွဲကိုပြပြတသားဆန့်ကျင်ပြီးတော့မကူညီကြဖို့နိုင်ငံတကာအစိုးရတွေကိုလူအခွင့်အရေးဆောင်ကြည့်အဖွဲ့ Human Rights Watch HRW ကတိုက်တွန်းတောင်းဆိုလိုက်ပါတယ်။ မလ17ရက်ရက်စွဲနဲ့ထုတ်ပြန်ချက်မှာတော့ယုတ်တိမဲ့မဖြစ်နိုင်တဲ့အဆိုပါရွေးကောက်ပွဲအစီအစဉ်နဲ့ပတ်သက်ပြီးဖော်ပြထားကနိုင်ငံတကာအစိုးရတွေအနေနဲ့လည်းစစ်အုပ်စုရဲ့ဤပညာပံ့ပိုးမှုဆာယာတောင်းဆိုမှုတွေကိုညှင်းပယ်တင်တယ်လို့ပြောလိုက်တာပါအနာသိစကောင်းဆောင်ဘုကျုပ်မှုကြီးမြောင်းလှိုင်ကတော့အထွေထွေရွေးကောက်ပွဲကိုအခုနှစ်ဒီဇင်ဘာဒါမှမဟုတ်လာမယ့်နှစ်ဇန်နဝါရီလထဲမှာ ကျင်းပဖို့ပြင်ဆင်ထားတဲ့အကြောင်းရုရှားနဲ့ဘီလာရုစ်နိုင်ငံတွေကိုတွားရောက်ခဲ့ချိန်မှာပြောထားခဲ့ပါတယ်။ဆယ်အစုကကျင်းပဖို့ပြင်ဆင်နေတဲ့ဒီရွေးကောက်ပွဲကို အတူအယောင်လိမ့်လည်မှုလို့ခေါ်ဆိုဖို့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကို HRW အဖွဲ့ကတိုက်တွန်းထားပြီးအာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့အာရှဒေသတွေက သက်ဆိုင်ရာအစိုးရတွေကလည်းစစ်ရေးအရာချုပ်ကိုင်မှုကိုတရားဝင်စေဖို့သာလှုံ့ဆော်မဲ့အထုရောင်ရွေးကောက်ပွဲတွေကိုပြပြသားသားဆက်တင်သင်ကြောင်းတိုက်တွန်းထားပါတယ်ရှင်။ရခိုင်ပြည်နယ်အတွင်းမှာစစ်ကောင်စီတပ်နဲ့အေအေတို့တိုက်ပွဲတွေဖြစ်ပွားပြီးနောက်တက္ကသိုလ်ဝင်ဆာမပွဲဖြစ်ဆိုခွင့်မရတဲ့အတွက်ចောင်းသားចောင်းသူတွေခက်ခဲဖြစ်နေကြတယ်လို့ចောင်းသားမိသားစုတွေကသိရပါတယ်။ ရခိုင်ပြည်နယ်အတွင်းကအရခတတ်တော် AA သိမ့်ပိုက်ထိန်းချုပ်ထားတဲ့ဒေသတွေမှာပြီးခဲ့တဲ့2023 2024ပညာသင်နှစ်ကစစ်ပွဲတွေအပြင်းထန်ဖြစ်နေခဲ့တာပါဒါကြောင့်စာမပွဲမဖြေခဲ့ရပဲအခုနှစ်2024 2025ပညာသင်နှစ်မှာလဲစာမပွဲဖြေဆိုခွင့်ရဖို့အတွက် မရေမရဖြစ်နေတယ်လို့ဆိုပါရယ် ဘေးကင်းလုံခြုံတဲ့နေရာတွေမှာတော့စာတင်ပေးတာတွေရှိပေမဲ့စာမွေးပွဲမဖြေရတဲ့အတွက်နှစ်ကြပုံစံမျိုးဖြစ်သွားပြီးစာကိုအသေးချာအာရုံစိုက်ပြီးတင်ကြားခွင့်မရဘူးလို့ဆက်နတန်းចောင်းသားတယောက်က GBB ကို ပြောပါတယ်။ G12 နှစ်ဟောင်းចောင်းသားတွေအတွက်အခုနှစ်ဖြေဆိုဖို့ခုံနံပါတ်တွေ ထွက်ထားပြီဖြစ်ပြီးစစ်ကောင်စီရဲ့လေကြောင်းရန်အန်ဒီရဲ့ကြောင့်အသေးစိတ်ကိုပြောပြလို့မရဘူးလို့အာရခတွန်လရေးအစိုးရရဲ့ပညာရေးဥဆောင်ကော်မတီအဖွဲ့ဝင်တယောက်ကပြောပါတယ်ရှင်။ ဘကိုးတိုင်းပြည်မြို့အနောက်ဘက်ကံကပြည်ကံမလမ်းပိုင်းပေါ်မှာရှိတဲ့တဲပင်ကျိုးစစ်ကောင်စီဂိတ်ခန်းကနေကုန်ပစ္စည်းတဲဆောင်တဲ့ရင်တွေကိုပိတ်ပင်ထားတယ်လို့ကုန်တင်ရင်မောင်းတွေက ပြောပါတယ်စစ်ကောင်စီတပ်ကဖေဖော်ဝါရီလအစောပိုင်းကစတင်ပြီးပြည်ကံမလမ်းပိုင်းကိုကုန်တင်ရင်တွေဖြတ်တန်းခွင့်ပိတ်ပင်ထားတာဖြစ်ပြီးအခုမှလထဲမှာတော့ပုံမတင်ကျက်လာတယ်လို့ဆိုပါတယ် ပြည်ဘက်ကလာတဲ့ကုန်ကားတွေနဲ့ကမ္ဘာဘက်ကလာတဲ့ကုန်ကားတွေကိုပါပေးမသွားတဲ့အတွက်အကုန်ပြန်လှည့်ကြရပြီးတာမန်ခီးသွားကားတွေလောက်သာ သွားခွင့်ရတယ်လို့အသက်၄၀အရွယ်ကုတ်တီရီမောင်တယောက်က ပြောပါတယ်။အဲ့ဒီတဲပင်ကျိုးစစ်ကောင်စီဂိတ်စခန်းမှာအရင်ကစစ်သားနဲ့ရဲပူးပေါင်းအင်အား90ဝန်းကျင်သာရှိပြီးအခုမှလာထင်မှာတော့ထပ်မံအင်အားတိုးမြင့်ချထားတယ်လို့တော်လိုင်းတပ်ဖွဲ့တွေစီကသိရပါတယ်။ တိုက်ပွဲတွေဇက်တိုက်ဖြစ်နေတဲ့အတွက်စစ်ကောင်စီကတရက်မင်းတုံနဲ့ကမ္ဘာဘက်ကိုကုန်စီစစ်ဆင်မှုဖြတ်တောက်ခြင်းတဲ့သဘောရှိတယ်လို့တရက်ခရိုင်တပ်ရင်းလေးရဲ့တာဝန်ခံကိုမြတ်က TVB ကိုပြောပါရရှင်ရခိုင်ပြည်နယ်ပုံနှကြိုးမြို့နယ်ဘက်ကိုစစ်ကောင်စီတပ်ကမလ၁၇ရက်မှာလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့ဒေသခံတွေကပြောပါရတယ်။ ပေါ်နှချိုးမြို့နယ်ကစစ်ကောင်စီရဲ့တပ်စခန်းတွေကိုအေအေဘက်ကလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့ပြီးနောက်စစ်ကောင်စီတပ်ဘက်ကလည်းကျေးရွာတွေကိုလက်နက်ကြီးတွေအတွဲလိုက်ဒုံးတွေအပြင်လေးချောင်းကနေပါပြန်လည်ပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်စစ်ကောင်စီကအတွဲလိုက်ဒုံးတွေအပြင်လေးချောင်းကနေပါတိုက်ခိုက်ခဲ့တဲ့အတွက်ပေါ်နှချိုးမြို့ဥယျတောင်စီဒီနားမှာအတွဲလိုက်ဒုံးတွေကြားရောက်ပောက်ွဲခဲ့ပြီးကိုးနောင်ကျေးရွာမှာလည်းနေအိမ်တချို့ထိခိုက်ပျက်စီးခဲ့တယ်လို့ပေါ်နှချိုးဒေသခံတယောက်ကပြောပါတယ် စစ်တွေးမျိုးနဲ့မှာလဲဖေဖော်ဝါရီလ23ရက်နောက်ပိုင်းနှစ်ဖက်လက်နက်ကြီးပစ်ခတ်မှုတွေရပ်တန့်ခဲ့ရကနေမလ17ရက်မှာအပြန်အလှန်ပစ်ခတ်မှုတွေပြန်လည်ထွက်ပေါ်လာခဲ့တယ်လို့သိရပါတယ်စစ်တွေးမှာတိုက်ပွဲဖြစ်ပွားပြီးနောက်စစ်ကောင်စီကလူဝင်အားတွေနဲ့လက်နက်ခဲယမ်းတွေကိုလေကြောင်းရေကြောင်းကနေတဆင့်ဖြစ်တည်နေတာရှိတယ်လို့သိရပါတယ်ရှင် မန္တလေးတိုင်းပသိမ်ကြီးမြို့နယ်ရန်ကင်းတာယာရပ်ကွက်မှာမလ17ရက်ည6:00နာရီအချိန်ကအငိမ့်စားပါမောက်ခတူရဲ့နေအိမ်ဓမြတိုက်ခံရပြီးရွှေနဲ့ငွေ3300ကျော်ဖို့ပါသွားတယ်လို့မြို့ကန်တွေစီကသိရပါတယ်ရန်ကင်းတာယာရက်ွက်မှာနေထိုင်တဲ့အငိမ့်စားပါမောက်ခဥခင်ထွန်နေအိမ်ကိုအမျိုးသားနှစ်ယောက်နဲ့အမျိုးသမီးတစ်ယောက်ကပါဆယ်ပစ္စည်းပို့ချင်ဟန်ဆောင်ကဓားတိုက်ခဲတာလို့ဆိုပါရယ်ပါဆယ်တော့လာပို့တဲ့အတွက် လက်မှတ်ထိုးယူမှရမယ်ဆိုတာကြောင့်တကားဖွင့်ပေးလိုက်တဲ့အချိန်မှာအင်ရှင်မိသားစု၃ယောက်စလုံးကိုရိုက်နှက်ပြီးလက်ဝတ်လက်စားတွေနဲ့ငွေတွေယူသားကအလူခံရတဲ့အိမ်ကဖခင်ရောသမီးရောဆေးုံတင်ထားရတယ်လို့မြို့ကန်တယောက်က TVB ကိုပြောပါတယ်။ သမ ्या တွေရဲ့ရိုက်နှက်ခဲမှုကြောင့်အငိမ့်စပါမောက်ခဥခင်ထုံးနဲ့သမီးဖြစ်သူခင်ချမ်းမျိုးတို့ဟာဒင်ယာတွေရရှိခဲ့ပြီးဖြစ်ကြီးတကွန်ဆေးုံမှာဆေးကုသမှုခံယူနေရတယ်လို့အောက်ချော်ရင်နဲ့နီးစပ်တဲ့သတင်းရင်းမြစ်က TVB ကိုပြောပါတယ်ပြီးခဲ့တဲ့ February 21ရက်ညပိုင်းကလည်းပသိမ်ကြီးမြို့နယ်မှာရွှေဆိုင်သိမ်းပြီးပြန်လာတဲ့ရွှေဆိုင်ပန်ရှင်မိသားစုကားကိုလူရက်ခဲ့တဲ့အမှုကဥဆောင်သူပြည်သူစစ်ဒုက္ခအောင်ဆောင်မှန်ကြီးခေါ်ကောင်းမြတ်ဆန်ကိုဖမ်းဆီးခဲ့ပါသေးတယ်ရှင် ရခိုင်ပြည်နယ်နဲ့ထိစပ်နေတဲ့ AR တိုင်းငပုတော်မြို့နယ်ကခြေဝရမှာမလ10ရက်ညနေပိုင်းကစတင်ပြီးစစ်ကောင်စီတပ်အင်အားများပြားနဲ့စစ်ကြောင်းထိုးနေလို့ဒေသခံတွေတိမ်းရှောင်နေကြရတယ်လို့ဒေသခံတွေစီကသိရပါတယ်။အင်အား80ဝန်းကျင်ခန့်ရှိမယ်လို့ယူဆရတဲ့စစ်ကောင်စီတပ်ဖွဲ့တွေကငပုတော်မြို့နယ်ကကြွေကြိုင်နသာဘူးတဲ့ရောင်သဲပြူစားတဲ့ရွာတွေကိုစစ်ကြောင်းထိုးနေလို့ဒေသခံအရက်သားတွေတိမ်းရှောင်နေရတယ်လို့ဆိုပါတယ်။ စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးနေတဲ့ကျေးရွာတွေနဲ့တဆက်တည်းရခိုင်ပြည်နယ်ဘက်သွားတဲ့ငရုတ်ကောင်ဂိုရင်ဂျီကမ်းခြေပတ်လံပေါ်မှာလဲတက်ကစခန်းချနေရာယူထားပြီးစစ်ဆေးတင်းကျပ်နေတယ်လို့ဆိုပါတယ်။ဒါပြင်ခွန်းနဲ့ငရုတ်ကောင်ဆက်သွဲထားတဲ့မကြီးစင်တရားအနီးမှာစစ်ကောင်စီတက်ကစခန်းချခန်းစစ်ပြင်ဆင်ထားပြီးပြစ်ခတ်တာတွေပါလှုပ်ဆောင်နေတယ်လို့ဒေသခံတွေစီကနေသိရပါတယ်ရှင်။ မကွေးတိုင်းပေါင်းမြုံနယ်ထောက်ရှာပင်ကျေးရွာကိုမလ17ရက်ညနေ3:00နာရီကျော်လောက်မှာစစ်ကောင်စီတပ်ဘက်ကစက်တက်လေထီနဲ့ဘုံကျဲတက်ခိုက်ခဲ့တဲ့အတွက်မျိုးသမီးတယောက်သေဆုံးကတယောက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗျာ။ စိတ်ဖြူမြို့နယ်အခြေဆိုင်စစ်ကောင်စီရဲ့ကာပါစာ22ကစက်တက်လေထီနှစ်စီးနဲ့ဘုံနှလုံးကျချခဲ့တဲ့အတွက်ထောက်ရှာပင်ကျေးရွာကနေအိမ်ကြားထဲမှာကြားရောက်ပောက်ကွဲပြီးအသက်53နှစ်အရွယ်ဒေါ်တင့်သေဆုံးခဲ့ကအသက်72နှစ်အရွယ်မင်းကလေးတယောက်ထင်အားရရှိခဲ့တယ်လို့ဆိုပါတယ်လူထိကသေဆုံးတာတွေအပြင်နေအိမ်နှအိမ်နဲ့စာတင်ကြောင်းလဲဗုဒ္ဓိမှန်ပြီးပျက်စီးသွားခဲ့တယ်လို့ပေါမျိုးနယ်ဒေသခံတယောက်က TVB ကိုပြောပါတယ် မကွေးတိုင်းဆိပ်ဖြူမြို့နယ်မှာမလ9ရက်မနေ့ပိုင်းကလည်းစစ်ကောင်စီတပ်ရဲ့စက်တက်လက်ထီနှစီပြစ်ခတ်ခံရပြီးလက်ထီမှသူဒဏ်ရာရရှိခဲ့တယ်လို့မြန်မြို့နယ်ပကဖထံကနေသိရပါတယ်ရှင်မန္တလေးတိုင်းတောင်သာမြို့နယ်ထဲကခြေဝါတွေကိုစစ်ကောင်စီတပ်ကနေရက်ဇက်တိုက်လေးကြောင်တိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့အတွက်ဒေသခံအမျိုးသမီးတယောက်သေဆုံးပြီးဘာသာရေးအဆောက်အုံတွေနဲ့လူနေအိမ်တွေပျက်စီးသွားခဲ့တယ်လို့တောင်သာမြို့နယ်လူမှုလှုပ်ရှားမှုကော်မတီစီကသိရပါဗျ တောင်တာမြို့နယ်ထက်ကဇရက်ကြီးရွာထမိကန်ရွာနဲ့အေးချင်းရွာတွေကိုစစ်ကောင်စီတပ်ကစက်တက်လေးထီတွေနဲ့နှစ်ရက်ဆက်တိုက်ဘုံကျဲတက်ခိုက်ခဲ့တာလို့ဆိုပါတယ်စစ်ကောင်စီတပ်ဟာမလ10ရက်ညနေ3နာရီခွဲဝန်းကျင်မှာတောင်တာမြို့နယ်ထမျိုးသားတယောက်လည်းအပြင်းထန်ဒဏ်ရာရရှိခဲ့ပြီးအေး2နာရီဝန်းကျင်ကလည်းဇရက်ကြီးကျေးရွာနဲ့ထမိကန်ကျေးရွာရဲ့အနောက်မြောက်ဘက်ကတောထဲကိုဘုံသီးရှစ်လုံးနဲ့ထပ်မံကျဲချခဲ့တဲ့အတွက်လူနေအိမ်တွေထိခိုက်ပျက်စီးခဲ့တယ်လို့ဆိုပါတယ် စစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်အဲ့ဒီကျေးရွာတွေကဒေသခံတွေဟာနေရွှွန့်ခွာထပ်ပြေးနေကြရတယ်လို့သိရပါတယ်ရှင်။နိုင်ငံမြောက်ပိုင်းမဲဟောင်ဆောင်ခရိုင်ထဲမှာမြန်မာဘက်ကတိုက်ပွဲကလက်နက်ကြီးကြီးကြားရောက်လာလို့ထိုင်းစစ်တပ်ကလုံခြုံရေးပုံမတင်ကျပ်စွာချထားတယ်လို့မဲဟောင်ဆောင်ဒေသတွေသတင်းမှဖော်ပြပါတယ်။မဲဟောင်ဆောင်မြို့နယ်မောက်ကြံပဲအုပ်စုဘတ်ဝိတ် မခေဆုပ်ရွာသားတွေဟာမလဆယ်ရက်ကမော်လာခင်းထဲမှာလက်နဲ့ကြီးကြီးတလုံးနဲ့အနီနာတဝိုက်မှာလဲတက်ကျဲနေတဲ့ကြီးအပိုင်းဆတွေတွေ့ရတယ်လို့ဆိုပါတယ်။အဲ့ဒီနေရာနဲ့မျက်နှာချင်းဆိုင်မြန်မာဘက်ခြမ်းမှာတိုက်ပွဲသံတွေကြားနေကြဖြစ်ပေမဲ့လက်နဲ့ကြီးကြီးကြလာတာကတော့ဒီတကြိမ်ပထမဆုံးပဲဖြစ်တယ်လို့ဆိုပါတယ်။နေဦးနာထိုင်းသတင်းမှာတော့ မဲဟောက်ဆောင်ခရိုင်တဖက်ကံမြန်မာဘက်ချမ်းမှာဂရနီတက်မတော် KA နဲ့စစ်ကောင်စီတပ်ဖွဲ့တွေကြားတိုက်ပွဲဖြစ်ပွားလျက်ရှိပြီးမလ17ရက်အထိလည်းပြစ်ခတ်မှုတွေရှိခဲ့ပါတယ်။ထိုင်းစစ်တပ်ကလည်းနေကြားဆောင်တပ်တွေနဲ့ပူးပေါင်းပြီးမဲဟောက်ဆောင်မြို့နယ်မောက်ချပယ်အုပ်စုနားပပက်ခြေဝါတဝိုက်မှာလုံခြုံရေးတွန်းမြင့်ဆောင်ကြလျက်ရှိတယ်လို့ဖော်ပြသွားပါတယ်ရှင်။ စကိုင်းတိုင်းရေဦးမြို့နယ်ထဲကကျေးရွာတွေကိုစစ်တပ်ကမလ17ရက်နေ့ကလေကြောင်းကနေတက်ခတ်ခဲ့တဲ့အတွက် ဖုန်းတို့ကြီးကြောင်းနဲ့ဓမာယုံပျက်စီးသွားပြီးနွားနှကောင်တေဆုံးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။ရေဦးမြို့နယ်ထဲကပလူဇဝကျေးရွာအုပ်စုအောင်တုခကျေးရွာကဖုန်းတို့ကြီးကြောင်းသားကိုလေကြောင်းကနေတက်ခတ်ခဲ့တဲ့အတွက်ဖုန်းကြီးကြောင်အမိုးတွေနဲ့ကျေးရွာကအင်တွေရဲ့အမိုးတွေပျက်စီးခဲ့ကဓမာယုံတဆောင်လဲပျက်စီးခဲ့ပြီးရွာထဲကနွားနှစ်ကောင်လဲတည်ဆုံးခဲ့တယ်လို့ဒေသခံတယောက်ကပြောပါတယ်။ ဲ့ဒီကျေးရွာမှာအင်ချီတရာကျော်ရှိပြီးမြေပြင်မှာတက်ပွဲဖြစ်ပွားတာမရှိသလိုသတင်းအချက်အလက်မှာတွင်ပြီးကျဲတာဖြစ်နိုင်တယ်လို့လည်းဆိုပါတယ်အခုလိုလာရောက်ဘုံကျဲတဲ့လေရင်ကမက်တီလာအခြေဆိုင်ရှန်တဲ့လက်တက်ကတက်လာတဲ့ Jet Fighter ဖြစ်ပြီးပြီးခဲ့တဲ့ February လအတွင်းကလည်းကနေမြို့နယ်ထဲကကျောက်လီကားရွာကိုလေချောင်းကနေနှစ်ကြိမ်တက်တိုင်းဘုံကျဲတက်ခိုက်ခဲ့တဲ့အတွက်ကလင်းငယ်ရဲ့ပါဝင်ဒေသခံအများပြားတည်ဆုံပြီးလူနေအိမ်တွေထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါတယ်ရှင်။ ိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်ဆန်စုကြည်ရဲ့အသက်80ပြည့်မွေးနေ့ကမ်ပိန်းမှာအမေရိကန်ရောက်မြန်မာတွေနဲ့ပူးပေါင်းဆောင်ရွက်ဖို့တားငယ်ဖြစ်တဲ့ King Eric Scott ကိုထိန်လင်းဟာဒေသဆန်တော်ချိန်မလ17ရက်နေ့ပိုင်းကအမေရိကန်ပြည်ထောင်စုနယူးယောက်မြို့ကို ရောက်ရှိလာပါတယ်။အင်္ဂလန်နိုင်ငံလန်ဒန်မြို့ကနေထွက်ခွာလာတဲ့ကိုထိန်လင်းဟာနယူးယောက်ဘော့စတန်ဝါရှင်တန်ဒီစီအင်ဒီယားနာဖော့ဒ်ဝေးတက်ဆက် Los Angeles မြို့တွေကိုသွားရောက်ပြီးမြန်မာပြည်သူတွေနဲ့တွေ့ဆုံပွဲတွေဇက်တိုက်ပြုလုပ်သွားမှာဖြစ်ပါတယ်။မတရားဖန်ဆီးထိမ့်သိမ်းခံထားရတဲ့ဒေါ်အောင်ဆန်းစုကြည်ပြည်လဲလွတ်မြောက်ရေးနှွေဦးတွလှရင်မှာနိုင်ငံတကာရောက်မြန်မာတွေပုံမူပူပေါင်းဆောင်ရွက်နိုင်ရေးနဲ့ရမငွေရရှိရေးတို့အတွက်တားဖြစ်သူကိုထိန်လင်းကတတ်နိုင်တဲ့နီလန်းတွေနဲ့တွလှရဲ့အစောပိုင်းကလေးကစူးစမ်းနေခဲ့တာဖြစ်ပါတယ်ရှင်။ ရခိုင်ပြည်နယ်စစ်တွေမြို့နယ်တောကန်ချေရွာအနီးမှာမလ17ရက်မနေ့အစောပိုင်းတနိုင်ကျော်လောက်မှာစစ်ကောင်စီတပ်နဲ့အရခတပ်တော် AA တို့တိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့တယ်လို့အရခတပ်တော် AA နဲ့နေဆက်သူတွေစီကသိရပါတယ်။တိုက်ပွဲအတွင်းစစ်ကောင်စီတပ်သား40လောက်သေဆုံးကအများပြားဒဏ်ရာရရှိခဲ့ပြီးမလ17ရက်မိုးလယ်ပိုင်းအထိစစ်ကောင်စီတပ်ဘက်ကအလောင်းလာမကောင်းနိုင်သေးဘူးလို့ AA နဲ့နေဆက်သူတယောက်က DBB ကိုပြောပါတယ်။ အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာစစ်ကောင်စီဘက်ကထိခိုက်သေးဆုံးတဲ့အခြေအနေကို DPP ကတေးချအတိမပြုနိုင်သေးသလိုစစ်ကောင်စီဘက်ကလည်းသတင်းထုတ်ပြန်ထားတာမတွေ့ရသေးပါဘူးစစ်တွေမြို့နယ်ထဲမှာအခုရက်ပိုင်းအတွင်းတိုက်ပွဲတွေပြင်းထန်နေပြီး drone နဲ့ဘုံကျဲတပ်တွေ60မမအတပ်တွေလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်ခတ်တပ်တွေမကြာခဏကြားနေရတယ်လို့ဒေသခံတွေကပြောပါတယ် စစ်တွေမြို့နယ်ဝါဘူကြီးဝါကိုလည်းမလ6ရက်မနေ့ပိုင်းမှာစစ်ကောင်စီတပ်ကဒရုန်းတွေနဲ့ပုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်နေအိမ်40နီးပါးမိလောင်ကျွမ်းခဲ့တယ်လို့ဒေသခံတွေစီကသိရပါတယ်ရှင်။